โอเคဒီမှာကျွန်တော်လာတယ်ပေါ့เนาะပထမ clip ကိုနှိပ်မယ်ပထမမိတီလင်းနေเนาะလာပြီးဒုတိယ clip ကိုနှိပ်ရင်ဒီ clip ကိုသွားပိတ်ထားလို့မရအောင်เนาะသူက main ဒါ main เนาะအဲဒုတိယ clip ကိုနှိပ်ရင်ပထမမိတီမိတ်ပြီးတော့ဒုတိယမိတီလင်းနေเนาะဒီကောင်ဒုတိယ main လာပြီးတတိယ clip ရောက်လာပြီးတတိယ clip ကိုနှိပ်ရင်ဒုတိယမိတီမိတ်မယ်တတိယမိတီလင်းနေဒီဘက်ရောက်တဲ့အခါကျရင်ပေါ့เนาะနောက်ဆုံး clip ပေါ့เนาะဒီလေးခုမြောက် clip ကိုနှိပ်မြင် နော်တတိယမိတိမိပြီးတော့စတုတ္တမိတိလင်းမယ်ပေါ့နော်အဲပေါ့နော်တော့ပြီးသူကပြန်လာမယ်အစင်းလိုက်တိုင်းမပြန်သွားမှာနော်အဲဒီကောင်ဒီကောင်နေရင်သူမိသူလင်းနော်သူ့နေရင်သူမိသူလင်းပေါ့နော်တတိတတိယမိတိမိဒုတိယမိတိလင်းသူ့နေရင်ဒုတိယမိတိမိတတိယမိတိလင်းအဲ့တော့ဒီ club ရဲ့ပုံစံမှာကသူတို့အစင်းလိုက်လင်းသွားနေတာပေါ့နော်အဲ့တော့စင်းလိုက်လင်းမသွားဘဲနဲ့ဂျားပြက် ဒီတယောက်ကသွားပြီးမှဂျာထဲမှာလာဖွင့်ဘယ်လိုဖြစ်သွားမလဲကြည့်ရအောင်အဲ့တော့ तू ကကျွန်တော်တို့ကဒါပထမ main ဒုတိယ main တတိယ main အဲ့လိုသွားတာ तू ပါလေဒါဒီကောင်းကြီးပိတ်ထားရင်တော့ဒီ cloud တွေကဘာလို့လုံးမရတော့ဘူးလေဘာမှနေမရတော့ဘူးလေဒီမှာဘာလို့လဲဒီ magnet तू ကမီးဖြတ်ထားတာဟုတ်နော် okay အဲ့တော့ तू နေမယ် okay အစင်လိုက်သွားကြည့်မယ်နော်အဲ့တော့ तू နေမယ်အစင်လိုက်သွားကြည့်ရအောင်အစပြန်စားကြည့်မယ်နော် okay ဒါဒီကောင်းပထမ main ဆိုဒီကောင်းမေ့လိုက်တယ်နဲ့ဒီကောင်းနေလိုက်တယ်နဲ့ဘာဖြစ်သွားမလဲဒီ midi make သွားမှာဒီမှာနော် midi make သွားမှာ โอเคဒီကောက်လည်းနေကြည့်မယ်နော်ဒီဒီကောက်ပိတ်လိုက်တယ်ဘာဖြစ်သားမလဲကြည်ကျန်တဲ့ခလုတ်တစ်ခုက300လောက်မှာမဟုတ်ဘူးဒီမှာဒီမီဒီပဲလင်းလာမှာသူကကျန်တဲ့ခလုတ်နေလို့ရလားမရတော့အဲ့တော့ဒီကောက်ဒုတိယ main နော်ဒီကောက်တတိယ main ပေါ့ဒီကောက်ပိတ်ထားရင်ဒီခလုတ်က300မရတော့โอเคเนาะแล้วဒီလိုပုံစံမှာကြည့်ကြည့်အောင်ဘယ်ခလုတ်တွေသုံးလို့ရမလဲပေါ့เนาะအဲ့တော့ကျွန်တော်အစင်လိုက်သွားမယ်အဲ့တော့ဒီဒီเนาะဒီဘက်ကအစပြန်စကြည့်မယ်ဆိုရင်ဒီဒီဒီခလုတ်ကเนาะ ဒါပထမ main နဲ့ဖွင့်ထားတယ်ဒုတိယ main နဲ့ဖွင့်ထားတယ်တတိယ main နဲ့ဖွင့်ထားတယ်ဆိုရင်ဒီ cloud နဲ့ရင်ဒီ midi နှလုံး okay ဒီ cloud နဲ့ရင်ဘယ် midi ဖြစ်မလဲကြည့်အောင်နော်အဲနော်ဒီနော်ဒီဒုတိယ midi နဲ့ဒီ၄ခုမြောက် midi ပေါ့နော်ဒီ cloud နဲ့ဘယ် midi ဖြစ်မှာတင်းတော့ဒီ cloud နဲ့ရင်ဟို midi နဲ့ဒီ midi နဲ့ဖြစ်လိမ့်မယ်ကြည့်လိုက်အဲ okay နော်ဝေဒါအဲ့ဒါအဲ့ဒါပြောချင်တာဒီကောင်ပထမ main ဒုတိယ main တတိယ main ကျွန်တော်တော့နော်အစင်လိုက်လေးဖွင့်ထားဖို့လိုတယ်နော်ဒီ main ပိတ်ပြီဆိုကြရတော့အကုန်လုံးပိတ်သွားမှာပေါ့နော် โอเคနားလည်းမထင်ပါနဲ့အဲ့တော့ wire လေးမတို့ပြတ်လောက်ထားကြည့်အောင်အဲ့တော့ wire လေးမတို့လောက်ထားလဲဆိုတော့ဒီမှာတော့ကျွန်တော်ဒီ cloud တွေကနော်ပထမဒုတိယတတိယပေါ့နော်ဒီမှာနော်ပထမဒုတိယတတိယစတုတ္တဆို၄ခုချက်ဒီ cloud ၃ခုက two way နော်ဒီ cloud ၃ခုက two way ဒါကကျွန်တော်က cloud ကိုဒီဘက်လိုင်းအောင်ဆိုတော့ပြောင်းပြန်ဖြစ်သွားတာပေါ့နော်အဲ့တော့ဟုတ်ပြီဒီမှာ wire လေးကကျွန်တော်ပုံဖေးထားတယ်နော်ပုံလေးပြမယ်နော်ဒါပထမ cloud ကကျွန်တော်တော့ one way ဒီမှာ နော် BD တွေပါလေကျူထားမလဲ neutral တွေကျူထားမယ်အဲ့ဒါ one way cloud ထဲကိုကျွန်တော်တို့ပါဝင်ထားမလဲ line ကျူထဲနောက်သူရဲ့ track ကပဲသူရဲ့ cloud ရဲ့ data two way cloud နော် two way cloud ရဲ့ command line ကိုဝင် l2 ကပဲသွားမလဲပထမ media ကိုသွားဒီဘက် l1 ကပဲသွားရမလဲအဲတတိယ cloud ရဲ့ command ကိုဝင် l2 ကဒုတိယ media ကိုသွား l1 က instructor cloud ရဲ့ command ကိုဝင်ရလား L2 ကတတိယမီတီကိုသွား L1 ကဒီနောက်ဆုံးမီတီကိုသွားဒီလိုပုံစံဆင်ထားတာပေါ့နော်ပုံမှန်ကတော့ကျွန်တော်ကောင်းစင်ကဒီလျှောက်လမ်းပေါ့နော် corrector တွေမှာသုံးလို့အဆင်ပြေတော့တယ်ဆိုပြီးတော့ကျွန်တော် corrector lighting လို့ပဲအကြမ်းဖြင့်ယူရပေးထားတာပေါ့နော် okay နော်ဒီလိုလေးဆင်ပြေတိုင်းရပြီနော်ကျွန်တော်စစ်ကြည့်အောင်နော်ဒါတော့ကျွန်တော်ပြောင်းပြန်ဖြစ်နေမယ်နော်ခလုတ်ကခုနကဒီလိုလမ်းရတာဆိုတော့လေဒီမှာကျွန်တော်တအဝင်ပါနော်ဒီကောင်းပေါင်းဝေးဒါပေါင်းဝေးနော်ဒီကောင်ပြန်သွားလေဒီကောင်ကျွန်တော် ဒီခလုတ်မှာဒီခလုတ်မျိုးသမီးကောင် common နော် common l1 l2 လောက်သွားတာနော်အဲ့တော့ဒီ l1 ဒီ one way ခလုတ်ကကောင်းက common နဲ့ဝင်တယ် l1 က primary သွားတယ် l2 က2နော်တတိယခလုတ်ရဲ့ common ကိုဝင်တယ် l2 ကဒုတိယမိသီကိုသွားတယ် l1 က sub ခလုတ်ရဲ့ common ကိုသွားတယ်ညလား ူကထွက်တဲ့ L2 နာကောင် two way group တွေဆိုတော့ L2 ကတတိယမတိသွားပြီးတော့ L1 ကကျွန်တော်တို့စတုတ္တမတိသွားတာပါ Okay အားလုံးပဲကျွန်တော်တို့တည်ချင်တာရှိရင်ကျွန်တော် comment comment ပေးထားခဲ့ပါကျွန်တော်တည်တည်လောက်ဖြည့်ပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်ဗျာ